အားလုံးပဲမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးပဲမင်္ဂလာပါဘာဆိုနာအသင်းကလည်းအခုလက်ရှိမှာကိုသမာ ပြဿနာတောက်လျှောက်ဖြေရှင်းနေရပြီးတော့ Ma Andre Testiga နဲ့ပတ်သက်လို့ဒါသူတို့ဖြေရှင်းလို့မရတဲ့အခြေအနေတခုဖြစ်တယ် Ma Andre Testiga ဟိုတနေ့က Germany နဲ့ Nation League တတိယနေရာလူပွဲ PP ချင်းပဲ Private နဲ့ Channel Barcelona ကိုပြန်သွားတယ်သူရဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းသိရဖို့ အသင်းရဲ့အားစားဒရိုက်တာဒက်ကိုရဲ့ဥက္ကဋ္ဌဒါလပ်ပေါ်တာတို့နဲ့သူဆွေးနွေးတယ်ဒီနေရာမှာဟန်စီဖလစ်ကပြီးခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲရဲ့ဒုတိယအချို့အင်တာမီလန်နဲ့ပွဲတုန်းကသူ့ရဲ့ attitude ကိုသဘောမကျဘူးအဲ့ပွဲမှာသူကပွဲထွက်ခွင့်ရကြပြီးတော့ Chesney ကိုချော်ပြီးနေရာပေးဖို့အပြင် သူတောင်းဆိုတဲ့ပုံစံနဲ့သူ့ရဲ့အပြောဆိုဟာနီးပြဟန်စီဖလစ်ကလုံးဝလက်မခံနိုင်တဲ့အတွက်ကြောင့်ဂျာမနီလူမျိုးနီးပြခြင်းဖြစ်သည့်တိုင်အောင် မာအန်ဒရီထက်စီကန်ကိုဒီယာတီမာသူ့ရဲ့လူစင်းထဲမှာထည့်သွင်းကောက်တော့မှာမဟုတ်ဘူးလို့ဆိုလိုက်တယ်။အဲ့အတွက်ကြောင့်ဘာဆိုနာကလည်းဒါသူတို့စပိန်ကိုယ်သမားဒါယူအန်ကာစီယာကိုခေါ်လိုက်ပြီးတဲ့အချိန်မှာ white chess ရှက်စီနဲ့သူတို့မြောက်ကိုအသင်းရဲ့အဓိကပထမဒုတိယထားပြီးတော့ဒါအခုမာအန်ဒရီထက်စီကန်ကိုကလပ်ဘက်ကထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဆိုတော့ထက်စီကန်ကအသက်30နှစ်ရှိပြီးဘာဆိုနာရဲ့ရှက်ရှက်ပါပါ 2015ခုနှစ်ရဲ့ဖလားသုံးလို့ရတဲ့တယောက်သေးသောကစားမလို့တော့ပြောလို့ရတယ်။တွေးကြုံရှိတဲ့အသင်းကစားမဖြစ်တဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဒါပေမဲ့လေဒဏ်ရာကပြန်လာပြီးဒုဒဏ်ရာခွဲစိတ်ပြီးတဲ့အချိန်ကစပြီးတော့အရင်လို သူ့ရဲ့လက်စွမ်းမျိုးပြန်မရတော့ဘူး။ဒါကလေဘာဆိုနာကသူ့ဘော်ကို concern ဖြစ်တဲ့အချက်တစ်ချက်ဖြစ်တော့ဒါသူ့ကိုသူတို့ဘက်ကထုတ်ချင်တယ်။ဆိုတော့အခု club ကပေါ်ပြချေရမအန်ဒရီတက်စီကနေဘာဆိုနာဂျာ contract က 2028ထိဆိုနောက်ထပ်3နှစ်ကျန်သေးတယ်အခုစပိန်ရဲ့ Daria ကို AS မှာပေါ်ပြချက်ရရော Catalan Radio မှာပေါ်ပြချက်ရဆိုရင်ဒါ Barcelona အသင်းက Ma Andre Tessigan ကို force နဲ့ရောင်းထုတ်ဖို့ဘာညာဖို့ဆိုတာထက်သူစီစိတ်တက်နဲ့သဘောတူညီမှုရနိုင်မဲ့အခြေအနေကိုသူတို့ဆွေးနွေးထားတဲ့အခါမှာ club ဘက်ကပေါ်ပြလာတဲ့ report ကဘာလဲဆိုတော့ Ma Andre Tessigan ကိုသူ့ရဲ့လောကလားစား ဒါပေးပြီးတော့သူ့ကိုအသိကထုတ်ဖို့ပြင်နေတယ်ဒီနေရာမှာပါဆိုနာက၃နှစ်စာချုပ်ရှိနေသေးတိုင်အောင်မအန်ဒရီချက်စီကန်ကိုတနစ်စာပဲပေးမယ်ပြီးတာနဲ့ကလပ်ကထွက်သွားဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဘက်ကပြောတယ်ဒါပေမဲ့မအန်ဒရီချက်စီကန်ကလည်း okay မင်းတို့ငါ့ကိုထွက်စေချင်တယ်ဆိုရင်တော့ငါရဲ့လုက္ခလာစာ၃နှစ်အတွက်ပေါင်ယူရို၄၂တန်ပေးမယ်ဆိုရင်တော့ထွက်ခွာပေးသွားမှာဖြစ်တယ်ဆိုပြီးသူကပြန်ပြီးအချက်ကင်ထားတယ်ဆိုတော့အခုလောလောဆယ်မှာ ဒီကိစ္စကသူ့အတွက်နည်းနည်းလေးတော့ပြဿနာဖြစ်နေပြီးတော့ဘာဆိုနာအသင်းကလည်းဒါကိုတော်တော်လေးခက်ခဲဖြစ်ရှိနေရတယ်ဆိုတော့ဒီနေရာမှာဘာဆိုနာအသင်းရဲ့ကွင်းလယ်ကစားမဖမီလိုပက်စ်ကိုပရီးမီးယားလိဂ်ကလပ်အသင်းချိုးကကမ်းလှမ်းနေပေးချတယ်ဖရန်တိုရက်စ်ကိုအက်စတိုဗီလာကတန်းလေးစလောင်းနဲ့လိုချင်တဲ့ကလပ်ဘက်ကပေးချထားတယ်အခုအန်ဒရီယခရစ်စတန်ဆင်ကိုအန်နာဆာကလိုချင်တယ်ဒါကတော့ကလပ်ဘက်ကအတီးမပြူသေးဘူးစာချုပ်ကသူကတစ်နှစ်ပဲကြာနေတယ် အခုလောလောဆယ်မှာဘာဆိုနာအသင်းကအခု nationally fine ရှုံးသွားတဲ့လူငယ်ကစားမလေးလမီယမာကလက်ရှိဘောလုံးလောကရဲ့တန်ကြီးအမြင့်ဆုံးဈေးကြီးဆုံးကစားမဒါတော့ရှင်းတယ်အသက်အရွယ်ရဲ့သူ့ရဲ့ performance ရဲ့သူ့ channel နဲ့ contract အခြေအနေတွေအားလုံးကိုကြည့်ပြီးတော့ transfer market ကတွက်တဲ့အခါမှာသူ့ရဲ့တန်ကြီးကတန်တရာတန်တန်နေရာဖြစ်သွားတယ်မူလကတန်180ကနေအခုတန်160ကနေတန်200ဖြစ်ပြီးတော့အခုလက်ရှိမှာ က်ရှိဘုံလုံးသမားတွေအားလုံးတည်းမှာ18နှစ်သားပဲဖြစ်တဲ့လမင်ယမားရဲ့တန်ကြီးဟာဈေးကြီးဆုံးကစားမှာဖြစ်သွားတယ်။ပါဆိုနာကတော့သူ့ကို1ဘီလီယံယောချီစာချုပ်ထည့်သွင်းထားတယ်။ဆိုတော့အခုလောလောဆယ်မှာကလပ်ဘက်ကဒါအခုအပြောင်းရွှေ့ကိစ္စအထွက်တွေကိုဦးတည်ပြီးတော့ထပ်ဆီးကန်းကို သူတို့ကတစ်နှစ်ပဲလာစားပေးပြီးထွက်စီချင်တယ်။ကစားမကသုံးနှစ်စာ အပြည့်42တန်းရယူဖို့တောင်းဆိုတဲ့အတွက်နှစ်ဖက်ကြားမှာ training မှုကခက်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 အမှန်တိုင်းပြောရင်ကိုသမားလူတဲ့အသိတွေကမအန်ဒရွိုက်ထက်ရှင်းကကိုခေါ်တဲ့သူမငြင်းရဘူးဗျ sweeper sweeper cookie ပါဖြစ်ပြီးတော့ quality ကိုသမားပဲသူ့ရဲ့ရည်သွေးကအဲ့လောက်ဒီမဆိုးဘူးဘာဆိုတာဘက်ကလူငယ်ကိုသမားတယောက်လူချင်းလို့သာတည်ဆုံးဖြစ်ချက်ချတယ်ကျွန်တော်အမြင်ပေါ့လေဒါဘလို့မြင်ကြလဲကိုမမဝေရောက်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်